ဝင်းမုံရွှေရီထက်ပိုချောပိုလပိုတော်ရယ်ဆိုပြီးတော့အသက်မှတ်ခံထားရတဲ့မြန်မာနိုင်ငံမင်းသမီး9ယောက်ပြည်သူများရှင်မြန်မာနိုင်ငံမှာထိတ်တန်းမင်းသမီးလို့ပြောလိုက်ရင်တော့အများစုကဝင်းမုံရွှေရီကိုပဲအရင်မြင်ကြပါတယ်ဒါပေမဲ့အခုတစ်ခါမှာတော့ ဝင်းမုံရွှေရီထက်ပိုချုံပြီးတော့ပိုလာတယ်ပိုတော်တယ်ဆိုပြီးတော့သတ်မှတ်ခံထားရတဲ့မြန်မာနိုင်ငံမင်းသမီးလေးယောက်ကိုပြပြပြီးသွားမှာဖြစ်ပါတယ်။နံပါတ်1ခင်ဝင်းဝါခင်ဝင်းဝါကတော့အနုပညာလောကမှာပြည်သူတွေရဲ့အားပေးချစ်ခင်မှုတွေကြောင့်နေရာတစ်ခုကိုအခိုင်အမာယက်တီထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။မင်းသမီးကျောင်းခင်ဝင်းဝါကတော့မော်ဒယ်တယောက်အနေနဲ့စတင်ယက်တီခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ဒေသဆောင်လောကတွေကိုစတင်ပြီးတော့ဝင်ရောက်ခဲ့ရပဲဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်တော့ခင်ဝင်းဝါကထိတ်တန်းမင်းသမီးတွေကမှတရားဥပဒေဝင်ဖြစ်ခဲ့ပြီပဲဖြစ်ပါတယ် တမရဲ့တရုတ်ဆောင်ပိုင်းမှာလည်းဘလို့ဇက်ကောင်နေမစိုးတဘာဝကြအောင်အကောင်းဆုံးပြပြောင်တရုတ်ဆောင်ထားနိုင်ကြအောင်အောင်မြင်မှုတွေကိုစတိုက်ဆိုသလိုရရှိလာခဲ့ရပဲဖြစ်ပါတယ်။ဒါအပြင်အဝယ်စားစီရင်မှုတွေမှာလည်းဘလို့ fashion မျိုးကိုမစိုးလိုက်ဖက်ညီအောင်ဝတ်ဆင်တက်တာကြောင့်ပြိုမဒီလီတွေအားကျနေရတာဖြစ်ပါတယ်။ခင်ဝင်းဝါကအခုချိန်မှာ Academy ဘာပိုင်ဆိုင်ထားပြီးတော့ဇက်ကောင်တွေလည်းခက်စစ်စစ်ရိုက်လာတာကြောင့်ပြိတ္တိရသဘောကျနေရလဲဖြစ်ပါတယ်။နံပါတ်1မေမီကူကူမေမီကူကူကတော့ဇက်ကောင်တွေက ိုအကောင်းဆုံးရိုက်ကူးပုံဖော်နိုင်တဲ့တူးဆောင်ကောင်တလက်ပါရုံမချောပေမဲ့အိုင်တင်ကောင်းတာကြောင့်ပရိသတ်အဘိမို့တခဲနဲ့ရရှိထားတာလည်းဖြစ်ပါတယ်မိမိကိုကိုဆိုပြီးတော့အခုလိုအောင်မြင်လာတာသိမကြသေးပေမဲ့သူကြိုးစားခဲ့ရတာကတော့စေစွန်းနဲ့ရှိလို့နေပါပြီအကောင်းဆုံးတူးဆောင်ချက်တင်တဲ့ဇလန်တွဲတွေရိုက်ကူးရင်ကြိုးစားခဲ့ပေမဲ့ရုပ်ရည်ပိုင်းကြောင့်သိပြီးတော့မထင်ပေါ်ခဲ့ပါဘူးရုပ်ရည်ပိုင်းနဲ့ပတ်သက်ပြီးတော့လည်းဝေဖန်ပြောဆိုမှုတွေရှိခဲ့ပါတယ်မိမိက MRTV4 ကဇလန်တွဲမှာ ပါဝင် ူးဆောင်ရွက်နေတဲ့အောင်မြင်တဲ့မင်းသမီးတလက်ဖြစ်ဖို့အရန်စူးစားခဲ့ရတာလည်းဖြစ်ပါတယ်။ဒီမှာဇလန်တွဲရီမှာခေါင်းဆောင်နေနဲ့ပုံဝင်ခွင့်ရဖို့အားစိုက်ခဲ့ရသလိုပြိတဲ့အတိမပြုခံရဖို့ကလည်း မအတွက်အရန်ခက်ခဲခဲ့ပါတယ်။မီမီကိုကိုကတော့ပြားဟိအိုင်ဇလန်တွဲတွေကမြိုင်ဆိုရဲကာရက်တာနဲ့နာမည်ကြီးခဲ့တယ်လို့အခုနောက်ပိုင်းမှာသပင်သေးမြနှင်းစီဆိုတဲ့ဇာတ်ကားကြီးမှာပို့ပြီးတော့နာမည်ကျော်ကြားလာခဲ့တာပါ။မီမီကတော့သပင်သေးမြနှင်းစီမှာအကယ်ဒမီရဖို့အထီးထင်ကြီးပေးခံရတယ်လို့ပြည်ပြင်းတဲ့သရုပ်ဆောင်ချက်တွေကြောင့်ပရိသတ်အားပေးမှုကိုတခဲနဲ့ရရှိခဲ့ရလဲဖြစ်ပါတယ်။မင်းသမီးလေးမီမီကိုကိုကတော့ဇာတ်လန်တွဲတွေမှာများစွာရိုက်ကူးထားပြီးတော့ပရိသတ်ရဲ့အတိမတ်ပြုချစ်ခင်အားပေးခြင်းကိုခံရတဲ့ ဲ့ပရိသတ်အချက်တော်တရားအဖြစ်ကိုရည်တည်လို့နေတာဖြစ်ပါတယ်။ဒီမှာတဘာဝရုပ်ရည်နဲ့အရန်ချက်စရာကောင်းတယ်လို့တယောက်ဆောင်လဲကောင်းတဲ့မေမီလေးဖြစ်ပါတယ်။အခြေရေးမှာဆိုရင်လည်းအဆင်ပြေနေလို့လူတိုင်းကအားကျနေရတဲ့မင်းသမီးလေးဖြစ်ပါတယ်။နံပါတ်3မိုးဟီကိုပရိသတ်များရှင့်မင်းသမီးကျောင်းမိုးဟီကိုကတော့ဒေဥစာလောကရဲ့အထီးချမ်းမင်းသမီးတွေထဲမှာတယောက်အပါဝင်ပဲဖြစ်ပါတယ်။ဒီမှာဗီဒီယိုဇာတ်ကားများစွာနဲ့ရုပ်ရှင်ဇာတ်ကားတွေများစွာမှာပါဝင်တယောက်ဆောင်ထားပြီးတော့ အကောင်းဆုံးစူးစမ်းအားထုတ်မှုတွေကြောင့်နေရာတနေရာကိုအခိုင်အမာယက်တီထားနိုင်တာဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့အနုပညာလုပ်တွေကိုဖြည်းဖြည်းမမှန်သာလုပ်ကင်နေပြီးတော့ချိရတဲ့သူတွေနဲ့အတူတူဖြတ်တန်းနေရလည်းဖြစ်ပါတယ်။စုံရသူစား ပြီးပြင်ပြောင်မြောက်တဲ့သရုပ်ဆောင် item တွေကြောင့် Academy ထူးဆန်းစုတွေရရှိထားသူကတော့ဝိုင်းသရုပ်ဆောင်မင်းသမီးကျော်စုမြတ်သူစာပဲဖြစ်ပါတယ်။ဒီမှာဆယ်စုနှစ်တည်းများစွာအတိုင်းအောင်အနုပညာလောကမှာအောင်မြင်မှုတွေများစွာနဲ့ဒီကနေ့ချိန်ထိလည်းပရိသတ်ရဲ့အားပေးမှုတွေကိုတခဲနဲ့ရရှိထားတဲ့မင်းသမီးစီတက်လက်လည်းဖြစ်ပါတယ်။ သူမရဲ့အလားရီရလည်းချက်တရေရှိလုံးတာကြောင့်အားလုံးကချက်မဝဖြစ်နေကြတာလည်းဖြစ်ပါတယ်။သူမရဲ့တရုပ်ဆောင် identity ကိုလည်းလူကြီးလူငယ်မရွေးချိုင်းနေတတ်ကြတာပဲဖြစ်ပြီးတော့ character မျိုးစုံကိုဟာခွဲမရှိအောင်တရုပ်ဆောင်နိုင်တဲ့မင်းသမီးတက်လက်လည်းဖြစ်ပါတယ်။ခင်မီရဲ့အနောက်တိုင်းဆန်ဆန်ဝက်စားစီရင်တဲ့မင်းသမီးတွေအကြားမှာဆုံးမြသူစာရဲ့မြမဆန်ဆန်ဝက်စားစီရင်ပြီးတော့တင်ရင်ချက်ချက်အမူအရာတွေကအရိခေရုပ်ရှင်ကြီးပရိသတ်တီအတွက်ထူးခြားတဲ့ဆွဲဆောင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဇုံမြင့်သူစာကမြန်မာရုပ်ရှင်လောကရဲ့နံပါတ်1မင်းသမီးအဖြစ်မင်းသမီးတစ်ခေတ်ကိုအောင်မြင်စွာထူထောင်နိုင်ခဲ့ပါတယ်။1993ခုနှစ်ကနေစပြီးတော့ဇုံမြင့်သူစာမှာစီနီယာမင်းသမီးတွေဖြစ်တဲ့ မမုံမြင့်အောင်မေတန်သူတို့နဲ့အပြိုင်ရုပ်ရှင်ဇာတ်ကားအများဆုံးလက်ခံရိုက်ကူရသလိုတစ်ဖက်ဗီဒီယိုစီကွက်မှာလည်းခစ်ပြိုင်မင်းသမီးဖြစ်တဲ့ဇမာအုံနဲ့ရှင်ပြီးတော့နေရာယူထားနိုင်သူဖြစ်ပြီးတော့မမုံမြင့်အောင်မေတန်သူတို့အသက်အရွယ်ရလာတဲ့အချိန်1990အလယ်ပိုင်းလောက်မှာဆွေမြတ်သူဇာတ်ကပြိုင်ဘက်ကင်းမင်းသမီးဖြစ်လာပြီးတော့ မမိုးမြအောင်ပြီးရင်တော့ဒုတိယသီယဆောင်ကြီးအမြင့်ဆုံးဖြစ်လာခဲ့ပါတယ်။နံပါတ်၅ရွှေမုံရည်တီနိုင်ငံတော်မင်းသမီးတယောက်ဖြစ်ခဲ့တဲ့ရွှေမုံရည်တီကတော့ဒိမကြခင်အချိန်မှာအမှုပညာလောကတွေကိုဝင်ရောက်ပြီးတော့ဇလန်တွေတွေရိုက်ကူးနေပြီလည်းဖြစ်ပါတယ်။ရှင်မောင်ကတော့မြက်ွယ်ရာဆိုတဲ့ဇလန်တွေပြသပြီးမှပရိသတ်တီရှေ့ကိုပြန်လည်ပြီးတော့ခြေချလာရဲလို့ပြောလို့ရပါတယ်။ရှင်မောင်ရည်တီတခစ်ဆိုတာရှိခဲ့ပါတယ်။အတန်ငယ်ငယ်လေးနဲ့အမှုပညာလမ်းကြောင်းပေါ်ရောက်လာပြီးမှတိရွဆောင်ကောင်းတဲ့သူ့ရဲ့ပုံစံနဲ့လုံကြီးပေါလာပုံစံ ခက်ရဲရဲလေးတရုတ်ဆောင်တက်တာကြောင့်ပရိသတ်တီရဲ့အားပေးမှုကိုတခဲနဲ့ရရှိခဲ့ရလဲဖြစ်ပါတယ်။ရွှေမုံကတော့လူပညာလုပ်တွေကိုဘလောက်ထောင်လုပ်ခဲ့ရလဲဆိုရင်တော့ဗီဒီယိုစကားတိုင်းမှာတမမပါမဖြစ်ပါပဲ။ဒီချိန်ကအရန်နမည်ကြီးခဲ့တဲ့အကယ်ဒမီမင်းသမီးလေးရွှေမုံကတော့အင်အောင်ချပီးရဲ့မှန်မှာဆိုရင်တော့ဂီတာဘက်ကိုပါချိန်ဆလာခဲ့ပြီလဲဖြစ်ပါတယ်။ဗီဒီယိုလေးအစုံလိုက်ပါကြည့်ရှုပေးတဲ့အကြောအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။